ဒါဆိုရင်အသီးနှံတိုးပေါ်ဖို့အတွက်စိုက်ပျော်ရေးဆေးတွေမတော်ဘူးလားရှင်။စိုက်ပျော်ရေးဆေးတွေတောင်းတယ်ကျွန်မတို့မရှိမဖြစ်နော်။ဒါဆိုရင်ကျွန်မတို့ရဲ့ service ပေါ်မှာလည်းအဲ့လိုအလှမကြိုက်ပါဘူးဆိုတဲ့သူတွေသွားမတိုက်ပါဘူးဆိုတဲ့သူတွေကိုပေါ့နော်ကျွန်မတို့တွေအလှဒီပါစိုက်ပျော်ရေးပြည့်စုံနေကျွန်မတို့တွေထိုးခွာလို့မရဘူးလား။အာအသီးနှံတိုးပြီးတော့ ါရှင်။ပြီးပေါက်လိုက်ဆိုခြင်းမှာကြီးရှုနေကြတဲ့ပီတာဆောအားလုံးမင်္ဂလာပါရှင်။ဒီနေ့ကုမ္ပဏီရရှိ ခိုင်ပါဖို့အကြောင်းကို အသေးစိတ်သိရှိသွားပြီလားရှင်။ဘယ်လိုလဲရှင်ကုမ္ပဏီခိုင်ပါဖို့ရှိလား။ဒီလိုခိုင်ပါတဲ့စီးပွားရေးမှာလောက်ခွင့်ရမယ်ဆိုရင်တန်တယ်လို့ထင်လားရှင်။ OK ပါအားလုံးပဲမင်္ဂလာပါရှင်။အာကျမရဲ့နာမည်ကဆိုလို့ရှင်လက်လက်တန်လို့ခေါ်ပါတယ်ရှင်။ အခုလိုစီးပွားရေးနဲ့မိတ်ဆက်ပေးတဲ့သူကတော့ကျမရဲ့ app line ဒီတာကြီးအမတော်ဆက်ဆက်ခိုင်ပဲဖြစ်ပါတယ်ကျမရဲ့ app line ရဲ့လက်ထောက်တန်လေးကြားချက်ပါတယ်ရှင်ဒီကြားကဆိုလို့ရှိရင်ကျွန်တော်တို့သိန်းခွေပဲနဲ့စဖာရာကိုပိုက်ဆိုင်ထားတယ်။ဒီတာကြီးမဖြိုးတာလေးလမ်းနိုင်ပဲဖြစ်ပါတယ်။နောက်ထပ်ဒီကြားတို့ကဆိုလို့ရှိရင်လားစီဝန်ကွန်းနှစ်သိန်းဘက်ထက်ကိုပိုက်ဆိုင်ထားတယ်။အမ်ဘရောင်းရာကရှင်ဒီတာကြီးကိုဆိုင်မသိသေးပဲဖြစ်ပါတယ်ရှင်။ ကျွန်မရဲ့ app line နဲ့နီးပြတွေကိုအရှမ်းကိုမှကြီးစုပြန်ပါတယ်အခုလိုမျိုးကောင်းမွန်တဲ့စီးပွားရေးတွေမှာလက်တွေခေါ်ပေးခဲ့တဲ့အတွက်ပေါ့နော်ဒီနေ့မှာဆိုလို့ရှိရင် Facebook live ဆိုတဲ့မှာကြီးစုတဲ့သူတွေရောအပြဲမှာကိုတိုင်းကိုကြလာရောက်ပြီးတော့မှလစ်လာကြတဲ့သူတွေရောဒီနေ့စသစမောရဲ့ရေးရှင်ခိုင်မာမှုအကြောင်းကိုသိပြီးတော့ရဟုတ်လားရှင်နော်အဲဆို company ရဲ့ရေးရှင်ခိုင်မာမှုအကြောင်းကိုသိပြီးပြီဆိုရင် company တစ်ခုက ရင်းရှင်းခိုင်မာနေရတဲ့အကြောင်းရင်းကဘာကြောက်လဲအကြီးကကုမ္ပဏီရဲ့ထုတ်လုပ်ပေးလိုက်တဲ့အသက်သွေးကြောဖြစ်တဲ့ပစ္စည်း product တွေကောင်းလို့ပဲမဟုတ်ဘူးလားရှင်ပစ္စည်းမကောင်းဘူးဆိုရင်ကုမ္ပဏီဘလောက်ပဲကောင်းနေပါစေရင်းရှင်းကိုသွားလို့မရဘူးရှင်ဟုတ်တယ်မလားဒါဆိုရင်ဒီနေ့မှာ success ball မှာကုမ္ပဏီကိုရင်းရှင်းထိုင်သိမ်းပေးနိုင်တဲ့ ်တစ္စည်းတွေရဲ့ဖြူဟာတွေကပါတယ်ဖြစ်နေမလဲကျမတို့နဲ့တူလေ့လာကြပါရှင်ကျမတို့မှာပစ္စည်းတွေကိုကုမ္ပဏီကို ပေါ့နော်ရှင်းရှင်းတိုးတက်စေဖို့ရန်အတွက်ထိမ့်သိမ့်တဲ့အခါမှာဒီဖြူဟာသုံးဖြူဟာနဲ့ထိမ့်သိမ့်တာဖြစ်ပါတယ်ရှင်နံပါတ်၁ဖြူဟာကဆိုလို့ရှိရင်ကျမတို့တွေပစ္စည်းအမျိုးအစားစုံလေတော့ရှိချင်ဖြစ်တယ်လူတိုင်းစီးပွားရေးလုပ်ရတာလူပူပြီးတော့မှလူတိုင်းသုံးဆွေးလို့ရတဲ့ပစ္စည်းတွေဖြစ်တယ်ရှင် စီပေါ်ရေးတကူလောက်တဲ့အခါမှာပစ္စည်းအမျိုးအစားစုံလင်စွာရှိတဲ့နေရာနဲ့ပစ္စည်းနည်းနည်းလေးပဲရှိတဲ့နေရာဘယ်နေရာကကိုယ့်ရဲ့စီပေါ်ရေးဈေးကွက်ကိုဖျက်ရှည်လို့ရမယ်လို့ထင်လဲရှင်မိတ်ဆွေတို့ပေးချရတော့တနည်းအားဖြင့်ပါပစ္စည်းအမျိုးအစားစုံလင်စွာရနိုင်တဲ့ဆိုရင်သူလူမျိုးနဲ့ပဲစီပေါ်ရေးဈေးကွက်ပြိုင်ဆိုင်ပါစေကိုဟာသူများထက်အကျိုးရမှာဖြစ်တယ်ရှင်နော်ဒါဆိုကျမတို့ company မှာဆိုပစ္စည်းအမျိုးအစားပေါင်း80ကျော်80နီးပါးရှိတယ်။ခေါင်းကနေရှေ့ဆုံးရှေ့ကနေခေါင်းဆုံးလူတိုင်းလူတန်းစားမရွေးသုံးဆွေးလို့ရတဲ့ပစ္စည်းတွေကိုထုတ်လုပ်ထားတယ်ရှင်။ဒါဆိုကျမတို့ရောစီးပွားရေးလုံးလုံးမရအောင်လား။ဟမ်ဒါကနံပါတ်1ပြူဟာပဲဖြစ်ပါတယ်ရှင်။နံပါတ်1ပြူဟာကဆိုလို့ရှိရင်ဒီပြညာစမ်းသပ်တီထွင်မှုရှိခြင်းဖြစ်တယ်ရှင်။စီးပွားရေးတော့ရတာလွေလွေကူစေတယ်ရှင်။ အခုခင်မှာတူတော်မပြကအသိနဲ့အဟောင်းဘာကိုကြိုက်လဲရှင်အသိကိုကြိုက်တယ်နော်အရှားရှားအားလုံးအသိအစမ်းဆိုကြိုက်တယ်နော်ရှိရှိတယ်ဘိမားတွေတော့မအသိပြောင်းရှင်တဲ့သူတွေမရှိဘူးလားရှိတာကတော့မပြောင်းနဲ့ပေါ့ပစ္စည်းတွေသုံးတဲ့အခါမှာတော့ပြောင်းလို့ရတယ်ပေါ့နော်အဲ့တော့အခုခင်မှာအသက်ကိုပဲကြိုက်တဲ့ခစ်ကာလာကြီးမှာဒီဒီကျမတို့ဆက်ဆက်စပေါ်ကလည်းဒီအချက်ကိုမလွှတ်ထားဘူးရှင်တစ္စည်းတွေကိုထောက်လို့တဲ့အခါမှာ သူများနဲ့မတူတဲ့အသက်အဆန်းတွေအပြေးတဲ့ထောက်လောက်ပေးချင်ရှိတယ်ဥပမာ SOD လိုမျိုးပေါ့ SOD ဟာဆိုလို့ရှိရင်တောက်တုံးခြင်းအဖြစ်အရွှေတန်ပြီးတော့မှဒုံပြိုလှပါတယ်ဒီနေ့မှာဒုံပြိုရှင်တဲ့သူတွေပါလားရှင်ဒါဆိုရင်အဲ့လိုမျိုးဒုံပြိုရှင်တဲ့စေကျမ်းမာရဲ့ဖြစ်စွာအာဟာရတွေကိုဘယ်နေရာမှာမှဝယ်လို့မရအောင်ဒါပေမဲ့ဆက်ဆက်စမောတစ်ခုထဲမှာပဲရှားတယ်ရှင်ကောင်းလားရှင် စီးပွားเนาะဒါပြီးလို့ရှိရင်လည်းပဲကျွန်မတို့နေအာပစ္စည်းတွေကို3လမှတစ်ချိန်4လမှတစ်ချိန်အမြဲတမ်းဘူးပုံစံတစ်ဆိုင်လှက်လှလေးတွေနဲ့အစ်စ်လေးတွေကိုအမြဲတမ်းမကြခနာထောက်ထောက်ပင်းလေးချင်ရှိတယ်ပေါ့เนาะဒါအခုနောက်ဆုံးဆိုလို့ရှိရင်စားစားလက်ဖက်ချင်เนาะဘူးပုံစံတစ်ဆိုင်လှက်လှလေးလေးပြောင်းလိုက်သလိုမျိုးပြီးလို့ရှိရင်ကျွန်မတို့ဝီတာမင် E တို့ဝီတာမင် C တို့ကိုလည်းပဲထပ်မှန်ပြီးတော့မှတိုးရှည်ထားတာဖြစ်တယ်ရှင်မကောင်းလားဒီလိုမျိုးဆိုရင် စီးပွားရေးလို့တော့မပြင်းဘူးကျမတို့အစ်စ်အဆန်းရတယ်အပြင်းနဲ့ရှင်ခုံစိတ်လောက်ရှားနေရတယ်ကောင်းလားရှင် Okay ဒါနံပါတ်၃ပြွာကဆလို့ရှင်ပေးလိုက်ရတဲ့ဝင်နဲ့တန်တယ်ရှင်ဒီနေ့ success ပေါ်ကပြည့်စည်တယ်တချို့တော့သူတွေဈေးကြီးတယ်ဈေးကြီးတယ်ပေါ့နော်ကိုပေးလိုက်ရတဲ့ဝင်နဲ့လုံးဝတန်စေရမယ်ဘာကြောင့်လဲဆိုလို့ရှင် success မပြည့်စည်တယ်ကအရှင်သွေးပြေးွားတယ်ဒီနေ့ ူတယောက်ကပစ္စည်းတခုဈေးကြည့်တယ်ဈေးလျှော်တယ်ဆိုတာဘယ်အရာကိုသတ်မှတ်တာလဲမသိဘူးဒါပေမဲ့ကိုသုံးလိုက်တယ်ကိုတက်အကျိုးရှိတယ်အကျိုးတက်ရမှုရှိတယ်ဆိုလို့ရှိရင်ဈေးကြည့်ပြီမဲ့ကိုတက်မတန်ဘူးလားတန်တယ်ဒါကြောင့်ကျွန်တော်တို့မှာဆိုလို့ရှိရင်ပေးလိုက်ရတဲ့ဝေးတဲ့လုံးဝတန်နေရမယ်လုံးဝဘေးကက်ဆိုတော့မရှိဘူးပေါ့နော်ဆက်ဆက်စပွားရဲ့ပစ္စည်းတွေကအပြန်မှရှိတဲ့ပစ္စည်း branch to be မိမဲ့ ဆက်ဆက်စပေါ်ပစ္စည်းကကိုကောင်းဝင်ပြီးတော့မှတာနေရမယ်ရှင်။နော်ပစ္စည်းချမ်းတူပေးမယ်လို့။ Okay ။ဒါဟာကျွန်တော်တို့ရဲ့သုံးပြူဟာဖြစ်တယ်ရှင်။လင်းပြူဟာသုံးပြူဟာနဲ့ကုမ္ပဏီရဲ့ရည်ရှိခိုင်မာမှုကို ထိုင်သိမ်းထားတာဖြစ်တယ်ရှင်။ဒီလိုပြူဟာတွေရှိနေလို့ဆက်ဆက်စပေါ်မှာ အခုရှိတည်တာရက်တည်နေတာဖြစ်တယ်ရှင်။ Okay ။ဒါဆိုကျွန်တော်တို့ပစ္စည်းတွေအားသာရှက်တဲ့ရှိပါတယ်။ပစ္စည်းတွေရဲ့အားသာရှက်ကဆိုလို့ရှိရင်၅ရှက်ရှိတယ်ရှင်။တော့ပစ္စည်းတွေကို ထောက်လုံးတဲ့သူကဆိုလို့ရှိရင်ဒေါက်တာစတီဗီခရစ်ရှယ်ဝန်ထမ်းဖြစ်တယ်ရှင်။ဆရာဝန်ကိုယ်တိုင်ကနေအသေးစိတ်စစ်စစ်စောက်ရှောက်ပြီးတော့မှထောက်လုံးထားတဲ့ပစ္စည်းတွေဖြစ်တယ်။ပြီးရင်ကဘာပေါ်မှာအကောင်းဆုံးကသဘာဝတည်ဦးတည်ဖွဲ့နေတဲ့ပေါ်ဆက်ထောက်လုံးထားတာဖြစ်ကြောင်းနိုင်ငံတကာရည်သွေးပြပါတဲ့ပစ္စည်းတွေဖြစ်တယ်။ပြီးလို့ရှိရင်ကျွန်တော်တို့နိုင်ငံတကာကိုလည်းပဲတန်သွန်းပို့ပေးနိုင်တဲ့အမှတ်တံဆိုင်တွေရှိတယ်ရှင်။နောက်ပြီးရင်လည်းပဲ ရတဲ့ဝင်နဲ့ရှားလိုက်တဲ့အရွှေသွေးကတန်တယ်ဆိုတဲ့အကြောင်းကောလိုက်ဆိုတဲ့အမှတ်တစိုက်ကြီးလေးပဲအပြေအဝရရရှိထားတာဖြစ်ပါတယ်ဒီရက်တစိုက်လေးကဆိုလို့ရှိရင်ပေါ့နော် စားသုံးသူတွေစားသုံးပြီးတော့ပြန်ပေးသုံးတဲ့တစိုက်ကြီးဖြစ်ပါတယ်ရှင်းလားဒါဒီလိုမျိုးတွေဖက်ကဝင်သုံးတဲ့အမှတ်တစိုက်တွေရှိနေမယ်ဆိုဒီပစ္စည်းကကောင်းလားမကောင်းလားရှင်းကောင်းတယ်ကျမတို့တွေဒီမှာဆိုနိုင်ငံတကာကိုတန်သွဲပို့ပေးနေတဲ့အမှတ်တစိုက်စနပုံမရှိတော့ ဒါကဆိုလို့ရှိရင်အရင်သေးပြီးသွားတဲ့ပစ္စည်းတွေဖြစ်ကြောင်းပြီးတဘာဝကရတဲ့တီဦးတိဖက်နဲ့ထုံလောက်ထားကြောင်းအရေးကြီးဆုံးကနော်ဆရာဝန်ဒေါက်တာပါရကူဝဲရရှိထားတဲ့သူကိုယ်တိုင်ကအသေးစိတ်စစ်စစ်စောင့်ရှောက်ထားတာဖြစ်တယ်ရှင်။ကောင်းလားရှင်။ဆက်ဆက်ပေါ်ပစ္စည်းဘသူပြောက်တာမေးလို့ရှိရင်ကျမတို့ကဒါမှနာမည်တက်မရှိဘူးမလား။ဒါပေမဲ့ဆက်ဆက်စပေါ်မှာနာမည်တက် ပြောလို့ရတယ်။တောက်တာစတူကိုတဲ့ကိုတဲ့ထောက်လောက်ထားတယ်ဆိုတဲ့အောက်မပြောက်လား။လူတွေကမယုံကြည်ဘူးလား။အဲပြောလို့ရတယ်ရှင်းရှင်းသာပြောပြလိုက်။ Okay လား။ကိုနေမှာနာမည်တက်ပိုင်ခွင့်ရှိတယ် Okay နော်။အစနာလီတိုင်းမဖြူတာဒီမှာနာမည်တက်ပြီးပြောပိုင်ခွင့်ရှိ။ကျွန်မမှာရှိတယ်။ Okay နော်။ဒါကျမတို့ရဲ့အဲ့လိုမျိုးသုံးပြူဟာနဲ့ဆန်းသက်တာဒီမှာအောက်စုအနေနဲ့ရှောက်အောင်စ ဆိုပြီးတော့မှရှိပါတယ်။ပြီးပေါက် live ဆိုရင်မှကြည့်ရှုတဲ့သူတွေရောအာ live လို့မိန်လားရှင်ဘယ်ကြည့်ရောက်နေပြီလဲပေါ့။အသေးလေးနဲ့ပြလာကြမယ်နော်။ Okay ။အောက်စုရှားအောက်စုဆိုပြီးတော့ရှိပါတယ်။နံပါတ်1အောက်စုကဆိုလို့ရှိရင် nutrient လို့ခေါ်တယ်။ကျန်းမာရေးဖြည့်စွာအာဟာရပဲဖြစ်တယ်ရှင်။ဒီနေ့မှကျန်းမာရေးလိုက်စားတဲ့သူနဲ့အလှပါချိုက်တဲ့သူတွေပါလားရှင်။စောနာကလိုမျိုး no pollution တဲ့သူတွေနော်။ဒီနေ့မှဆိုလို့ရှိရင်အများကြီးရှိပါတယ်။ ျက်လုံးအားစေးတယ်အရိုးနဲ့ပတ်သက်တဲ့အရာတွေပြီးရင်အုံနာအားစေးတယ်ပြီးလို့ရှိရင်ခန္ဓာကိုယ်ရဲ့ပြည့်စွမ်းအဟာရတွေအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့အပြောဆန်ဆုံးပစ္စည်းတွေနဲ့မိတ်ဆက်ပေးမယ်အဲ့ဒါကဆိုလို့ရှိရင် fight to be လို့ခေါ်တယ်ရှင် fight to be ကဆိုလို့ရှိရင်ဦးရှိတဲ့သူတိုင်းတောင်းလို့ရတယ်နော်ဦးလန်းเจ้าမှာစားကြီးစားကျန်တယ်အစ်တင်နဲ့အလာနဲ့စားလာခဲ့တဲ့အစားအသောက်တွေကဦးလန်းချောင်းမှာတက်ရှမ်းမယ်လို့ထင်လားရှင်မတက်ရှမ်းဘူးနော ဒါဆိုရင်အဲ့ဒီကိုယ့်ရဲ့ဦးလန်းချောင်းတန့်ရှက်ဖို့ယောဂပိုးတွေမကဲဖို့တဲ့ဘာလို့ရမလဲဦးကိုထောက်ပြီးတော့မှသပွက်တယ်နဲ့တိုက်ထောက်လို့ရလားမရဘူးဒါဆိုရင်ကျမတို့ရဲ့ success မောရဲ့ TV ဒီနဲ့ထောက်တော့ထားတဲ့ fight to we ကိုတောင်းလိုက်မယ်ဆိုလို့ရှိရင်ဦးတွေကအညစ်အကြေးတွေကိုသပွက်တန်နဲ့တိုက်ထောက်သလိုမျိုးပဲပြောင်းပါဖြစ်တယ်ရှင်ဒါတော့ပိုင်တဲ့သူပဲဖြစ်စေဝါတဲ့သူပဲဖြစ်စေဦးရှိတဲ့သူလည်းတောင်းလို့ရတယ် ဥမရှိရင်တော့ကျွန်မမပြောပြပေးဘူးเนาะအဲ့ဥပါလားဗောအရေးကြီးတာဥရှိလားအဲ့ဒါပဲရေးကြီးတာเนาะဥရှိရင်တောင်းလို့ရပြီဥပါလားမပါဘူးခံတယ်ခိုးပြီးတော့ရည်နေကြတယ်โอเคဒါကကျွန်မတို့ရဲ့နံပါတ်1အပြားကြီးရှိတယ်ဗောနော်အပြားကြီးအကုန်လုံးပြောမယ်ဆိုလို့ရှိရင်မိုးလဲသွားမယ်နောက်ပြီးညနေစောင်းသွားမယ်နေနိုင်လားရှင်ကျွန်မလည်းမနေနိုင်ဘူးပိုကရတ်ဆိုကြော်မယ်နော်အဲသိချင်တယ်ဆိုရင်ကိုကိုရယ်30ဒါတော့ကျမတို့ရဲ့နံပါတ်1အောက်စုဖြစ်ပါတယ် ။နံပါတ်2အောက်စုကဆိုလို့ရှိရင်တော့ Asmonia Lava Site အရှမ်းကိုမှလှကျင်တဲ့ဒီပါလာရှင်။အခုခေတ်မှာယောက်ျားလေးမိကလေးအလှပါကြိုက်တယ်နော်။ဟုတ်ကဲ့။အာအလားလှပါကြိုက်တယ်ဒါဆိုရင်ကျွန်မတို့လှပြန်ရင်းတဲ့ကော စီးပွားရေးလောက်ခံရမယ်ဆိုရင်ကောင်းမယ်လို့ထင်လားရှင်။ဒီနေ့ဒါဆိုရင်ဘယ်လိုပြည့်စုံတဲ့အလှပြန်ပါလဲကျွန်မတို့မိုက်ကတ်တယ်လိမ့်မယ်ထရိန်တယ်လိမ့်မယ်ညနာတယ်သိမ့်မယ်ပြီးလို့ရှိရင် နီးရောက်ချင်းကာကွယ်ပြီးတဲ့ခိုင်တယ်လိမ့်မယ်ဒါဆိုရင်ကိုတက်လည်းတလားကိုတသောင်းတသောင်းကောင်းကောင်းဝယ်မယ်ဆိုတန်လားရှင်ကျမအရန်ကြိုက်တဲ့ပစ္စည်းလေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်ဒါတော့ကျမရဲ့အသေးနှလုံးလေး brightening crane လို့ခေါ်တယ်ရှင်သူကမျက်နှာရဲ့အမေးဆက်တွေကို သူက65ရာခိုင်လုံးအထိကိုတာဝန်ယူပေးနိုင်တယ်ရှင်မယုံဘူးဆိုရင်၃ချက်ကျမကိုယ်တိုင်ကျမရဲ့ပြပောင်းများစွာမပြောက်တဲ့အမေးဆက်တွေကို ။သူကပြင်ချမ်းပေးတယ်။အကြိုက်ဆုံးနဲ့အရှိဆုံးပဲတာ။ Friday နေ့ခရိုင်နော်။အာအကြိုက်ဆုံးနဲ့အရှိဆုံးနော်။ Okay ဒါဆိုဒီနေ့မှာကဲပြောလိုက်စနဲ့ပြောလိုက်တော့မယ်။တကြံလေးရောက်တော့မယ်။တကြံလေးရေကစားရှင်တယ်။ဒါပေမဲ့အသားမေးမှလေးကြောက်တယ်။ဘယ်လိုလုပ်ကြမလဲပေါ့။မပူနဲ့ဆက်ဆက်စမောမှာအဲ့ဒီအချက်ကိုစိုတိလို့နေရောင်ခြေကာကွယ်ပေးတဲ့ဆန်ခရင်တွေကို ၃ဘူးဝယ်တဘူး၄ဘူးဝယ်တဘူး promotion ပေးနေတယ်တကြံအတွက်သိမ်းထားလိုက်ပြောပြမိမယ်ကျမဆို promotion နှစ်စုံတမပြန်ဆန်ထားပြီးပြီပြောချင်တာကကျမလည်းအိမ်မှာမနေဘူးအပြင်မှာတော့ကင်းမယ်လို့ပြောတာဟာလားအရှမ်းတန်ပါတယ်အုပ်ွဲတပူ promotion အရှမ်းတန်တယ်အလကားရနေတယ်လို့ပဲအောက်မှာရွှေတော့ဒါပေမဲ့ လာကုန်တဲ့အချီဆိုင်ဘောကတ်ထားတယ်ဆိုပေမဲ့သူတို့ကအရင်အတွက်နဲ့ပဲရောက်တာနော်သူတို့သတ်မှတ်ထားတဲ့အရင်တက်ကုန်ပြီဆိုရင်လာကုန်တဲ့အချီလေးဝေလို့မရအောင်အဲ့တော့ပြန်ဆန်ထားရှင်တယ်ဆိုရင်ပြန်ပြန်ဆန်ဆန်လေးနောက်အုပ်စုတစ်ခုရှိတယ်ကောင်ပါလေးနဲ့ရေကစားရှင်တယ်ကောင်ပါလေးကအသားမေးလို့မေးမှကြောက်လို့ပြန်ကုန်မထွက်လာဘူးဘလို့နီးနေနဲ့ခေါ်ပါလေကောင်ပါလေးပြန်ထွက်လာဘလို့နီးနေနဲ့ခေါ်ပါလေကောင်မလေးနဲ့အပြင်မှာရေကစားရှင်လားအဲ့ဒါရေးကြည့်တယ် ကစားကျင်တဲ့အပြန်ကိုထွက်လာဘယ်လိုလုပ်ရမလဲစန်ခရီပီလာဟဲ့ဒါဆိုသူအပြန်ကိုထွက်လာပြီလွတ်လွတ်လေးပဲအများကြီးပေးစရာမလိုโอเคအဲကျမတို့ရဲ့ဒီလမှာ promotion နဲ့အများကြီးရှိပါတယ်ဒီအုပ်စုမှာဆိုလို့ရှိရင်ပေါ့နော်โอเคဒါဆိုနောက်ထပ်အုပ်စုတစ်ခုကြော်မယ်နော်โอเคဒါနံပါတ်၃အုပ်စု volunteer အုပ်စုပေါ့နော်ခေါင်းကနေရှေဆုံးရှေကနေခေါင်းဆုံးသုံးလို့ရတဲ့ဖြစ်စီတယ်ဖြစ်တယ်ရှင်ဒီနေ့မှာဆိုရင်တော်တိုက်စေးတွေရှိမှန်း ကျွန်တော်တို့ခေါင်းလျှော်ရည်တွေရှိမယ်ကိုခန္ဓာကိုခန္ဓာဆွေးနံတဲ့ body soul တွေရှိမယ်ရှင်ကျွန်တော်တို့ဒါလည်းကျွန်တော်တို့အတွက်ခြိုင်းလိတောက်တယ်ပေါ့အဲရှင်တွေ့တော့မယ်ကောင်းပါလေးတဲ့ခြိုင်းနဲ့နိုင်ရင်ကောင်းလားမကောင်းဘူးဒါပေမဲ့ခြိုင်းလိစီကဖြေရှင်းပေးမယ်ကိုကိုအရန်တော့က90ရခိုင်လို့ပဲကောင်းပါလေးကဆွေးဆောင်တယ်ဒီခြိုင်းလိစီလဲပြီးတော့မှကောင်းပါလေးစီတော်တဲ့100ရခိုင်လို့ဆွေးဆောင်သွားစေရမယ်မယုံရင်မရှိတဲ့နော် โอเคပစ္စည်းကောင်းတယ်ဆိုအများကြီးအချိန်ပေးပြီးတော့မပြောတော့ဘူးလူရှင်ကိုယ့်ဘာကိုယူသုံးကြော်လိုက်ပဲโอเคလားဒါတော့နံပါတ်နံပါတ်၄အောက်စုကဆိုလို့ရှိရင်တော့နီးလီဟိုးလို့ခေါ်တယ်ရှင်နီးလီဟိုးအောက်စုကဆိုလို့ရှိရင်မောင်တွေအိမ်ရှံမတွေအတွက်အိမ်ရှံထီးတွေတက်ဟမ်ရိုးသားစွာဝန်ခံကြည့်မယ်ထိုင်းနိုင်ငံရောက်ကလေးကပကံကိုပဲစစ်ရတယ်ကို့မိမမစင်းရဘူးဆိုတဲ့သူတွေရှိလားဒါဆိုရင်တော့ပကံစေးရည်တွေဆက်ဆက်စမောရဲ့ပကံစေးရည်တွေကဆိုလို့ရှိရင် စားစားတစ်ဖက်စစ်စစ်နဲ့လောက်ထားတာဖြစ်တဲ့အကြောင်းမလို့ကျမတို့တွေပေါ့နော်ပကံလေးတွေဟာဆိုလို့ရှိရင်လှပပြီးတော့တောက်ပပြီးတော့နှက်သမီးလေးကနေလာဆေးသောတယ်လို့မျိုးပဲလှပနေမှာဖြစ်တယ်ရှင်ပကံဆေးရင်နဲ့လည်းပကံလည်းပြောင်မှာဖြစ်တယ်လို့ကို့မှာလည်းအကျွေးတွေကျေမှာဖြစ်တယ်ရှင်အစ်ကပကံဆေးရမှာပြင်းတယ်ဆိုတဲ့သူတွေခဏခဏဆေးရှင်လာတယ်အဲ့ဒါကပြဿနာတစ်ခုအိမ်မှာရှိတဲ့ပကံတွေဆေးပြီးသားပကံချက်ဆေးတဲ့သူရှိတယ်ဘာကြောင့်လဲဒီလား ပကံစေးရေကောင်းလို့သုံးလို့အာโอเคဒါကျွန်မတို့ရဲ့နံပါတ်လေးအုပ်စုဖြစ်ပါတယ်နံပါတ်ကောင်အုပ်စုကဆိုလို့ရှိရင်တော့တောင်တူလေသမားတွေအတွက်တန်းပြေဩစာပဲဖြစ်တယ်ရှင်မြန်မာနိုင်ငံကစိုက်ပျိုးရေးနိုင်ငံလားစက်ဘူးတီထွန်တဲ့နိုင်ငံလားရှင်ဟဲ့ဒါဆိုရင်အသီးနှံတိုးပေါ်ဖို့တဲ့စိုက်ပျိုးရေးစီးတယ်မသုံးဘူးလားရှင်စိုက်ပျိုးရေးစီးတယ်တောင်းတယ်ကျွန်မတို့တွေမရှိမဖြစ်နော်ဒါဆိုရင်ကျွန်မတို့ရဲ့ စက်သက်စပေါ်မှာလည်းအဲ့လိုမျိုးအလှမကြိုက်ပါဘူးဆိုတဲ့သူတွေသွားမတိုက်ပါဘူးဆိုတဲ့သူတွေကိုပေါ့နော်ကျွန်မတို့တွေအလှဒီပါစိုက်ပျိုးရင်ပြည့်စည်နေကျွန်မတို့တွေထိုးခွာလို့မရဘူးလားဟမ်အတိတန်ပို့ပြီးတော့ဒီကြီးကလည်းရွှေတီးတီးမှဖြစ်ပါတယ်ရှင်နော်ဒီပြည့်စည်ကိုတော့အများကြီးပြောပြရမလို့ဒီနေရောင်လေးကိုမြင်လိုက်တာနဲ့မြန်မာနိုင်ငံတနိုင်ငံလုံးလုံးပါသိတယ်နော်ဘာကြောင့်လဲသိလားမြန်မာနိုင်ငံတနိုင်ငံလုံးကစစ်စစ်ပေါ်ရဲ့ စိုက်ပျိုးရေးပစ္စည်းကိုသုံးကြတယ်ရှင်။အဲဆိုအများကြီးပြောစရာမဟုတ်ဘူးဟုတ်ကဲ့။ဟုတ်ကဲ့။ဒါလည်းဒီမှာတော့နံပါတ်5အုပ်စုဖြစ်ပါတယ်။နံပါတ်6ကဆိုလို့ရှိရင်တော့ separation လို့ခေါ်တယ်။ဒီပညာနဲ့စမ်းသပ်ထားတဲ့ရှင်းတန်းဆက်ပဲဖြစ်တယ်ရှင်။ရှင်းတန်းဆက်ကဆိုလို့ရှိရင်ရှင်းချောင်းဖြစ်လာမဲ့လူပြက်ယောဂဝိဒနာတွေပြီးရှင်းတင်းမှာတဲ့အဖို့အစလေးတွေအညစ်အကြေးတွေအစိတ်ပိုးစမ်းတွေကိုသူကစိတ်ကျေပေးတာဖြစ်တဲ့အကြောင်းလို့ ရေးတော့ရေးနဲ့လဲကျမ်းမာရေးကောက်မှာဖြစ်လို့ကိုကိုတိုင်လည်းပဲစီးပွားရေးတော့လို့ရှားမှာဖြစ်တယ်ရှင်ကောင်းလားရှင်အရန်ကောင်းတယ်နော်โอเคဒါဆိုကျွန်တော်တို့ရှောင်းအောင်စုဖြစ်ပါတယ်ဒါဆိုဒီပစ္စည်းတွေကဆိုလို့ရှိရင်ကျွန်တော်တို့တွေပေါ့နော်အာတကယ်ကိုမှပစ္စည်းတွေမှာအာမခံချက်အမှတ်တဆိုင်တွေပေါ့နော် DDS ဆိုတဲ့အဖွဲ့အစည်းကနေဆက်ဆက်စမောဟာဖြူစံသက်ရှင်တဲ့စီးပွားရေးတခုဖြစ်ကြောင်းပြီးရင်စားသုံးသူတွေကိုဘဲထိုက်ဆိုကြမရှိဘူး စားတော့သူတွေအတွက်အကျိုးပြုတယ်ဆိုတဲ့အကြောင်းဒါအမှတ်တဆိုင်တွေကို အပြည့်အဝရရှိထားတာဖြစ်ပါတယ်ဒါတွေကိုလည်းတာမင်တက်ပြီးတော့မှပြောပိုင်ခွင့်ရှိပါတယ်ရှင်ဟုတ်ကဲ့လားနော်အဲဆဲစမောရဲ့ပစ္စည်းတွေကိုဒါတွေလည်းတရောက်ခံသူအမှတ်တဆိုင်တွေထိုင်းနိုင်ငံကနေရရှိထားတာဖြစ်ပါတယ်ရှင်အာဆိုရင်ပစ္စည်းတုံးပြီးတော့မှ စီးပေါ်ရင်ရလုံးလို့ရတယ်ဆိုတာရှုံလားရှင်တခုပြောမေ့သွားတယ် ီနေ့ကျမလည်းပဲသောတိုက်တဲ့ရေလျှောတဲ့ကောင်းချော်ရဲ့ကောင်းတယ်နော်တလောက်ပိန်ခွေပဲရတယ်ရှင်ကဲမယုံရင်လည်းယုံရပါပဲနော်